လူသားတွေလက်ကဘာမှုခြေချခဲ့ဘူးတာအလုံးသိပဲဖြစ်မှာပါလက်ကဘာရဲ့မိခိုးရောင်မျက်နှာပြပေါ်မှာရဲ့အနေငယ်ခြေရအနေငယ်နဲ့အတူအလံတစ်ခုကိုလည်းတိတ်ဆိတ်စွာစိုက်ထူနိုင်ခဲ့ပါတယ်ဒါပေမဲ့အခုတစ်ကောက်မှာတော့လက်ကဘာပေါ်ကိုခဏတာလဲဘမဟုတ်တော့ပဲအမြဲတမ်းနေထိုင်မှုကပြန်သွားကြမှာပဲဖြစ်ပါတယ်အာကသရှင်မှုတွေဟာ လမ်းမနိုင်မြင်ပေါ်မှာတည်င်းပတ်နဲ့ချီလားနဲ့ချီနေထိုင်ကြပြီးတော့မြေောက်ကပုံရှိုးနေတဲ့ရေခဲတွေကြောက်တုံးတွေထဲကအောက်ဆီဂျင်ထုတ်လို့မှုအမှောင်ဓူတွေအရင်ကြီးဆိုးနေတဲ့လကဘာပေါ်မှာနေရောင်ကြီးဆွဲကိုအတုံးပြူနီးတွေစတာတွေကိုစူးစမ်းလေ့လာမှာပဲဖြစ်ပါတယ်။ဟက်ကင်မှကြိုဆိုပါတယ်။လားပေါ်မှာအသက်ရှင်နေထိုင်ဖို့အလိုပြင်ဆင်နေကြလဲဆိုတာကိုအတူတူစဉ်းစားကြည့်ကြမှာပဲဖြစ်ပါလကပါပေါ်မှာရပ်ပိုင်းသာနေထိုင်ခဲ့တဲ့ပထမဆုံးအာကာသယာဉ်မှူးတွေရဲ့ခြေရာတွေကတမိုင်းတစ်ခုအဖြစ် တွင်ခဲ့ပါတယ်။ဒါပေမဲ့အခု လာပေါ်မှာလူသားတွေအခြေဆိုင်စကန်တစ်ခုတိစောက်ကိုအိမ်မက်ကြီးနဲ့ရင်ဆိုင်နေရပါပြီ။ဒီအိမ်မက်ကိုအမှန်တကယ်ဖြစ်လာအာကာသရှင်မှုတွေဟာကဘာနဲ့လုံးဝကွဲပြားတဲ့လရဲ့အခြေအနေတွေကိုလရောညီတွေကြောင်နေထိုင်တတ်ဖို့လိုအပ်ပါတယ်။လာပေါ်မှာကြာရှည်နေထိုင်မှုအကြီးမားဆုံးစိန်ခေါ်မှုကတော့အစာအစာရေနဲ့အောက်ဆီဂျင်ရရှိမှုပါပဲ။ကဘာမီကနေအစာဘဲမှာယူဆောင်သွားတဲ့ရိတ်ခါတွေဟာရက်တစ်ပတ်အနည်းငယ်အတွင်းကုန်ခန်းသွားနိုင်ပါတယ်။ ဒါကြောင့်ကဘာကနေအာကာသယာဉ်ပါပါပဲပစ္စည်းတွေပို့ပေးပို့လိုအပ်လာပါပဲဒါပေမဲ့ရေရှည်အတွက်ဆိုရင်အာကာသယာဉ်မှုတွေဟာအောက်ဆီဂျင်ကိုကိုယ်တိုင်ထုတ်လို့မရအစားအစာကိုကိုယ်တိုင်ဆက်ပြိုးမှုလည်းလိုအပ်ပါတယ်ဓာတုဓာတ်ပြုမှုတွေကနေအောက်ဆီဂျင်ကိုထုတ်လို့နိုင်တယ်လို့လမ်းမျက်နှာပြင်မှာရေခဲတွေရှိတာကြောင့်ဟိုက်ဒရိုပွန်အိုးရင်တွေကိုပြုလုပ်ပြီးအပြင်တွေဆက်ပြိုးနိုင်ပါတယ်ကဘာနဲ့ဆက်သွယ်ဖို့ဆိုတာလက်ပေါ်မှာအရန်ကိုလွယ်ကူပါတယ် ရေဒီယိုလိုင်းတွေကလောက်အော်ဂါနိကမာမီကိုရောက်ရှိဖို့တစ်စက္ကန့်ကျော်သာကြာရှိကြာမြင့်ပါတယ်။အနည်းငယ်နှောင့်နှေးမှုရှိပေမဲ့အာကာသယာဉ်မှုတွေဟာဖုန်းနဲ့အင်တာနက်ကိုသုံးပြီးမိသားစုဝင်တွေနဲ့ချိတ်ဆက်နိုင်တယ်လို့သတင်းတွေမှာကြေညွနိုင်ပါပါ။လောက်ပေါ်မှာနေထိုင်ဖို့ဆိုတာစွန့်ရင်ဟာလည်းအထီးကပါပဲ။အပိုင်းမှာအာကာသယာဉ်မှုတွေဟာအာကာသယာဉ်အတွင်းမှာပဲနေထိုင်ကြမှာဖြစ်ပြီး ပြင်ပကိုထွက်တဲ့အခါမှာတော့နေအောင်ကြီးစွမ်းရင်တော့ဆိုလာပြားတွေကိုဖြန့်ခင်ပြီးစွမ်းရင်ကိုတူလောင်ရမှာဖြစ်ပါတယ်။အဲဒါပေမဲ့လရဲ့တနေ့တာဟာကျွန်တော်တို့ကဘာမင်းနဲ့တွေ့ရင်တလနီးပါးကြပါတယ်။အာဒါဆိုရင်လပေါ်မှာဆိုရင်ကဘာမင်းနဲ့တွေ့ရင်နှစ်ပတ်တိတိနေအောင်ကြီးကိုမြင်ရနေပြီးတော့ ။နံပါတ်တိတိကတော့နေဝင်နေမှာပဲဖြစ်ပါတယ်။ဒါကြောင့် dip အစုဆောင်ထားတဲ့စွဲရင်တွေကိုမေတူပြင်းနဲ့တူတော်ထားဖို့လည်းလိုအပ်လာပါလိမ့်မယ်။အခါသားရင်မှုတွေဟာလရဲ့ဝင်ရိုးစုံတွေကိုစူးစမ်းဖို့တွားရောက်နိုင်မှာပဲဖြစ်ပါတယ်။ဒီနေရာတွေမှာနေမဝင်တဲ့တောင်ထိပ်တွေရှိပြီးတော့ solar စွဲရင်ကိုအဆက်မပြတ်ရရှိနေမှာပဲဖြစ်ပါတယ်။ဒါတင်မကားသေးဘူး။မြောက်ဝင်ရိုးစုံမှာရေခဲတန်ချိန်တန်း600ခန့်ရှိတယ်လို့လည်းခန့်မှန်းထားကြပါတယ်။ဒီရေခဲတွေကိုတန့်စင်ပြီးတောက်ရေအဖြစ်သုံးနိုင်တယ်လို့အောက်ဆီဂျင်ဖြစ်လဲပြောင်းလဲနိုင်ပါတယ်။ ဓာတ်ရဲ့မြေစီလွှာမှာအောက်ဆီဂျင်400ခန်းတော့ပါဝင်ပါတယ်ဆိုလိုတာကလမြေစီလွှာပေါင်1000မှာအဲ100ပေါင်ခန့်အောက်ဆီဂျင်ကိုရရှိမှာပဲဖြစ်ပါတယ်ဒါကြောင့်လမြေစီလွှာကိုတူးဖို့ပြီးအောက်ဆီဂျင်ထုတ်လုပ်ခြင်းဟာလပေါ်မှာရေရှည်နေထိုင်နိုင်မှုအဓိကတော့ချက်ပဲဖြစ်ပါတယ်ဓာတ်ရဲ့ဆွဲအားကကမ္ဘာမြေရဲ့100ခန်းတော့ကနေ600ခန်းတော့ခန့်တာရှိပါတယ်ဒါကဘာကိုဆိုလိုလဲဆိုရင်လေးလံတဲ့ပစ္စည်းတွေကိုအလွယ်တကူရွေ့ရှားနိုင်ပါတယ်။နောက်ပြီးအာကာသယာဉ်တွေဟာလည်း ဆင်းသက်တာရောပြန်တက်တာရောပိုလွယ်ကူပါတယ်။နာကတ်မလာပေါ်မှာအာကာသယာဉ်တွေရန်တော့ဖို့စတေရှင်တစ်ခုလည်းတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့လမ်းလျှောက်ရတာကတော့မလွယ်ကူပါဘူး။အကောင်းဆုံးနည်းကတော့ခုံပြီးတွားရတာ။ဆွဲရနေတာကြောင့်ခုံရင်ပိုမြန်ပြီးထိန်းချုပ်ရတာလည်းပိုလွယ်ကူနေပါတယ်။လာပေါ်မှာကြာရှည်နေဆိုင်ဖို့အတွက်ဆိုရင်ရောင်ကြီးဖျားထွက်မှုကအနေရန်ကြည့်ပါတယ်။အချင်းတူမစ်ရှင်တွေမှာဒါကသိပ်ပြဿနာမဟုတ်ခင်မယ်။လာပေါ်မှာချင်းချင်းချင်းနေမယ်ဆိုရင်ကင်ဆာဖြစ်နိုင်ခြေတွေကလည်းပြတ်တက်လာနိုင်ပါတယ်။ဒါကြောင့်အာကာသယာဉ်မူတိုင်ကအရေးပေါ်ကုတ တမှုတင်နေတွေတက်ထားဖို့လိုပါတယ်အချို့ဆိုရင်ဆရာဝန်တွေပါဖြစ်နိုင်ပါတယ်ရုပ်တရက်နှလုံးရက်တဲ့အချိန်မျိုးမှာဆိုရင်ကဘာမောကအထူးခုဆရာဝန်တွေနဲ့ဗီဒီယိုချိတ်ဆက်ပြီးတိုင်ပင်နိုင်ပါတယ်ဒါမှမဟုတ်ရင် great thing ခွဲစိတ်စက်ရုပ်တွေနဲ့ခွဲစိတ်မှုတွေပါလှုပ်ဆောင်နိုင်ပါပါအလားပေါ်မှာဆိုရင်နေအောင်ကြီးရဲ့ရောင်ကြီးဖျားထွက်မှုကိုအမြဲတည်ထားနေရမှာပါ။အာဂါဒရင်မှုတွေဟာနေ့စဉ်အာဂါဒရာသီဥတုတရင်တွေကိုစစ်ဆေးနေပြီးနေမှကြီးမားတဲ့ရောင်ကြီးလိုင်းတွေထွက်လာရင်ချက်ချင်းပြင်ဆင်ရပါပါ။ဒီလိုအခြေအနေမျိုးမှာ အာကာသယာဉ်မှူးတွေမှာနိုင်ပိုင်းတွင်ကိုလုံရရှာဖို့အခြေရှိပါတယ်အဆိုးဆုံးတွေဖြစ်လာမယ်ဆိုရင်တော့လဘော်ကမီးတောင်လိုင်းတွေထဲမှာမြေရောက်အခြေဆိုင်စကန်တိဆောက်ပြီးကာကွယ်နိုင်ပါတယ်ယာယီစကန်တွေအောင်မြင်ပြီးတာနဲ့ကဘာကနေစက်ပစ္စည်းတွေနဲ့အခြားလိုအပ်တဲ့ပစ္စည်းတွေပို့ပြီးအမြဲတမ်းစကန်တွေတိဆောက်မှာပါအဆောက်အဦတွေကို 3D print နဲ့လဘော်မှာတင်ဖန်တီးနိုင်ပြီးလမျက်စိလွှာကို microwave နဲ့အပူပေးပြီးအုတ်တွေထုတ်လုပ်နိုင်မှာပါဒီအုတ်တွေနဲ့ပဲလဘော်မှာတည်မြဲတဲ့အဆောက်အဦတွေတိဆောက်မှာပါလဘော်မှာနေထိုင်မှုအိမ်မက်ဟာဤပညာတိုးတက် ော့မှုနဲ့အတူအမှန်တကယ်ဖြစ်လာနေပါပြီ။လားပေါ်မှာအောက်ဆီဂျင်စိုက်ခင်းတွေနားမြေစည်းလွှာဖို့အသုံးချခြင်းတွေဝင်ရိုးစုံမှာဆိုလာစွမ်းရည်မြို့တော်တွေတည်ဆောက်ခြင်းဝေးထိန်ခွဲစိတ်ကုသမှုလုပ်ခြင်းနဲ့ 3D print နဲ့အိမ်တည်ဆောက်ခြင်းမီးတောင်လှိုင်းရည်ထဲမှာနေထိုင်ခြင်းစတာတွေကလည်းအောင်မြင်မှာပဲဖြစ်ပါတယ်။လားဟာလူသားတွေအတွက်အာဂါဒခရီးရဲ့လေးကျင့်ရနေရာတစ်ခုဖြစ်လာပြီးဒီအကြောင်းတွေကသင်ကို စိတ်လှုပ်ရှားစေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ Hike Channel လေးကို Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။ အာဂဒရဲ့နောက်ထပ်စွန့်စားခန်းတွေကို တူတူစွန့်စမ်းကြဖို့လည်းမျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ